မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူလေ့လာကြမယ့်အကြောင်းအရာကတော့ electronic PC တွေမှာရေးပါတဲ့အစိပ်ပိုင်းတစ်ခုအဲဇီနတာယုတ်အကြောင်းပါပဲဆိုတော့ကျမတို့ဒီနေ့ဇီနတာယုတ်ဆိုတာဘာလဲဘလိုပုံစံရှိလဲအာဘလိုလုံးလုံးတလဲနော်ဘီဘယ်နေရာဒီမှာတုံးလဲပေါ့အဲ့အရာတွေကိုတေချာလေးလေ့လာသွားကြမှာပါကောင်းပါတယ်ဇီနေကမသွားခင်လေအရင်ဆုံးဟိုတယ်တာမန်တာယုတ်အကြောင်းလေးအရင်ပြန်နှွေးလိုက်ကြအောင်ဟုတ်ကဲ့ ဒါရုတ်စရံကတော့တည်တဲ့တိုင်းပဲရက်စီးကိုရှစ်တလိုင်းပဲသွားခွင့်ပေးတဲ့ပစ္စည်းလေးပေါ့ anode plus နဲ့ cathode minus ဆိုပြီးရှိတယ် anode ကနေ cathode ကိုပဲစီးမယ်ဒါပဲဟုတ်ပါဒါကရိုးရိုးဒါရုတ်ပေါ့ဇီနာကအဲ့ဒီမှာကွဲထားတာနော်သူကရှစ်ကိုစီးခွင့်ပေးတာကတော့တူတူပဲဒါပေမဲ့အဲ reverse bias မှာနောက်ပြန်လမ်းရမှာကြတော့တက်မဲ့ဘောအတခုရောက်တာ ਨੇ တမင်တကာလက်စီးပေးစီလိုက်တယ်ကဲအဲ့ဒါပဲအဲ့ဒီဘောအားကို zina voltage vz လို့ခေါ်တာလေ ဒီချက်ကပဲသူ့ကိုတတော်သုံးဝင်စေတာကဲဒါဆိုသူတိဆောက်ပုံလေးကိုနည်းနည်းကြည့်ကြည့်အောင်သူကပဲဆမီကန်ဒတာနဲ့ပဲလုပ်ထားတာလားဆီလီကွန်တို့ဘာတို့ပေါ့လေဟုတ်ပါတယ်ဆီလီကွန်ကသုံးများဟုံးပဲသူ့မှာလဲ P type နဲ့ N type ဆိုတဲ့အလွာနှစ်ခုကိုဆက်ထားတာပဲဒါပေမဲ့ဇီနာဖြစ်ဖို့အရေးကြီးတဲ့အချက်ရှိတယ်။ဘာများလဲ?အဲ့ဒီ P type နဲ့ N type ကိုလေ heavily doped လုပ်ထားတယ်။ဆိုလိုတာကအညစ်အကြေး impurity လို့ခေါ်တဲ့ conduction at the low at the element ego ပုံမှန်ထအများကြီးထည့်ထားတာ။ Oh, heavily doped. အဲ့ဒါကြောင့်ပုံမှန်ဒါယုတ်နဲ့မတူတာပေါ့နော်။အတိအကျပဲ။အဲ့ဒီလို doping အများကြီးလုပ်ထားတဲ့အတွက် P နဲ့ N ဆုံးတဲ့နေရာအဲ့ဒီ PN junction အလွာလေးကအယံအယံကိုကျင်းမြောင်းသွားရော။อืมอืมไอ้จิมยอมหมู่ก็เว้ยนอกป้ายပြောเมตู้เยอလုံးลุบปုံไอ้ซีนาเอฟเฟคโตอะวาลันช์เอฟเฟคโตဖြစ်ဖို့အဓိကကြတာပေါ့ဟုတ်ကဲ့ သူ့ပုံစံကတော့အဖြစ်မှန်းကြည့်ရင်တာမန်ဒါယုတ်နဲ့ကျူတူပဲလား။ဟွန်းအတော်လေးစင်ပါတယ်။ချင်းနှောင်းပင်အန်တို့ရဲ့ကတ်တို့ရဲ့ခွဲလို့ရအောင်များသောအဖြစ်ကတ်တို့ပံမှာ အစင်းလေးအမတားလေးပါတတ်တယ်။အနဲ့ယုံတို့ပါတို့ပေါ့။စာကစ်သေးထင်ရင်မမဆိုးလို့လေ။ဟုတ်ကဲ့ဟုတ်ကဲ့။ကဲဒါဆိုသူ့ရဲ့အလုံးလုံးပုံအပိုင်းကိုဆက်သွားရအောင်။မုံနုမလို့ရှိတယ်ဆို forward bias နဲ့ reverse bias ဟုတ်တယ် 4 bias ကတော့လွဲပါတယ်ဘလို့လွဲတာလဲ battery အပေါင်းကို n note plus အနုတ်ကို cut တော့ minus နဲ့ချိန်လိုက်ဒါဆိုသူကပုံမှန်ဒါရုပ်လိုပဲ n note ကနေ cut တော့ကိုလက်စီကောင်းကောင်းစီးသွားမယ်ဘာမှထူးထူးခြားခြားမရှိဘူးဟုတ်ပြီဒါဆိုစိတ်ဝင်စားကြကုန်းတာက reverse bias ပေါ့သူ့ရဲ့အထူးက character ကအဲ့ဒီမှာပေါ်မှာမှန်ပါတယ် reverse bias ဆိုတာကခြေတာကိုပြောင်းပြန်လုလိုက်တာ ဘက်ထရီအပေါင်းကိုကက်သုတ်မိုင်းနပ်နဲ့ချိန်အနုတ်ကိုအန်နိုပလပ်နဲ့ချိန်အဲ့ဒါနော်ချိန်လိုက်ရင်ပထမတော့လက်စည်းမစည်းပေါ့နော်ပုံမှန်ဒါယိုးလိုပဲပိတ်ထားတယ်ပေါ့ဟုတ်တယ်ဒါပေမဲ့အဲ့ဒီ reverse voltage ကို တဖြည်းဖြည်းချင်းတင်သွားလိုက် တင်သွားလိုက်လို့သူ့ရဲ့တတ်မှတ်ဖို့ကအဲ့ဒီ VZ လို့ခေါ်တဲ့ဇီနာ voltage ကိုမိပြီးဆိုရင်မိပြီးဆိုရင်ဆိုရင်မဲ့ဇီနာတိုင်းအောင်က နောက်ပြန်လမ်းကြောင်းမှာလက်စည်းကိုဖောက်စီးခွင်ပေးလိုက်တော့တယ်။ဩတမင်တကားစီးခွင်ပေးလိုက်တာ။အဲ့ဒီဖြစ်စဉ်ကိုဇီနာအက်ဖက်လို့ခေါ်တာပေါ့နော်။ဟုတ်ပါတယ်။ဒီလို reverse မှာစီးထွားတဲ့ဖြစ်စဉ် break down ချစ်သွားတာပေါ့။အဲ့ဒါကဇီနာတိုင်းုံမှာချင်းနေပုံမူတည်ပြီးနှမျိုးဖြစ်နိုင်တယ်။ဟင်နှမျိုးတောင်ဘာနဲ့ပါလဲဟင်။တမျိုးကဇီနာ break down လို့ခေါ်တယ်။နောက်တမျိုးက avalanche break down တဲ့။ကဲကဲနည်းနည်းရှုပ်လာပြီ။ Zina breakdown အရင်ရှင်းပြပါအောင်အဲ့ဒါကဘလို့မျိုးလဲ Zina breakdown ကများတော့အဖင် VZ နေတဲ့ diode တွေမှာဖြစ်တာဥပမာ5 volts ဝင်ခြင်းအောက်ပေါ့ဒါက quantum mechanical tunneling ဆိုတဲ့ effect ကြောင့် quantum tunneling နည်းနည်းတော့ခတ်တာဟုတ်နည်းနည်းတော့နည်းနည်းတယ်ခုနကပြောခဲ့တယ်လို့လေ PN junction ကအရန်ကျင်းတယ်နော် VZ ရောက်တဲ့အခါအဲ့ဒီ junction မှာ electric field ကအရန်ပြင်းထန်သွားတယ် အဲ့ဒီ field အကြောင်း electron တွေကသူတို့နေရာကနေ conduction band တွေကိုတိုက်ရိုက်တွန်းပေါက်သွားတယ်လို့ထင်တာ tunneling လို့ထွားတယ်ပေါ့အင်းတွန်းပေါက်သွားတော့အဲ့ဒီလိုပေါက်သွားတော့ရုပ်တရက် reverse currency စမှုဖြစ်လာတာပေါ့ဒါက zeno breakdown ဩဟုတ်ပြီဟုတ်ပြီဒါဆို avalanche breakdown ကရောသူက voltage မြင့်အောင်ဖြစ်တာဆို5 volts အတဟုတ်တယ်ဒီမှာကျတော့ mechanism ကနည်းနည်းကွာတယ် voltage မြင့်တော့ electric field ကပိုပြင်းတာပေါ့အဲ့ဒီ field ကြောင့် electron အလွတ်တွေကစွမ်းရင်ဒီအများကြီးရပြီးအယမ်းမြန်လာတယ်အချိန်ပြင်းပြင်းနဲ့ပြေတော့ဘာဖြစ်လဲအဲ့ဒီမြန်နေတဲ့ electron တွေက semiconductor တွေက atom တွေကိုဝင်တယ်ရောတိုက်လိုက်တဲ့အခါအဲ့ဒီ atom တွေကတခြား electron တွေကိုထပ်ပြီးလွတ်ထွန်းသွားအောင်စွမ်းရင်ပေးလိုက်တယ်လို့ဖြစ်တယ် impact ionization ပေါ့အော်တလုံးကတိုက်လို့နောက်တလုံးထွက်အဲ့ဒီတလုံးကနောက်ထပ်တိုက်အဲ့ဒါမယ် တပွင့်နှစ်ပွင့်နှစ်ပွင့်လေးပွင့်အဲ့ဒီလို single single electron တွေအများကြီးထွက်လာပြီးလစ်စီကဖြောင်းကနေအများကြီးစီးခွာတာနင်းထူပြိုကျသလိုပဲ avalanche ပေါ့အဟာတကယ် avalanche ပဲဒါဆို diode ကမပြတ်သွားဘူးလားအဲ့လောက်လစ်စီးတွေအများကြီးစီးရင်ဒါကအရေးကြီးတယ်ဇီနာ diode တွေကိုဒီလို breakdown ကိုခံနိုင်အောင်ကို domain design လုပ်ထားတာတက်မှတ်ထားတဲ့ current တို့ power တို့မကျော်ရင်သူကဒီ breakdown မှာဆက်တဲ့အလုပ်လုပ်နိုင်တယ်မပြည့်စည်ပါဘူး အော်တော်သေးတာဗောဟုတ်တယ်ဆိုတော့ breakdown နှမျိုးက mechanism နည်းနည်း꽌ပေမဲ့အဓိက result ကအတူတူပဲ VZ ရောက်ရင်နောက်ပြန်စီမယ်ဒါပဲအဲ့ဒါက reverse bias မှာ breakdown ဖြစ်ပြီးလက်စီစီနေချိန်မှာလီအာ input voltage က visa ထက်ပိုတက်သွားညံတောင်းဇီနာတိုက်ရုပ်ရဲ့ hover tip voltage က visa မှာပဲတက်နေတယ်ဆိုတာလားတိတိကျကျပဲအဲ့ဒါသူ့ရဲ့အဓိက character ပဲ constant voltage property ပေါ့ လက်စီအတိုးရဖိပက်မဲ့သူ့ပေါ်က voltage က VZ မှာငင်းနေတယ်ဟုတ်ဒါဆိုရင်တော့ voltage regulation အတွက်ကွတ်တီပဲပေါ့အဲ့ဒါကြောင့်ပဲသူ့ကို voltage regulator ဖြစ်အသုံးများဆုံးလေစဉ်းစားကြည့်လေ electronic PC တွေ computer တွေဖုန်းတွေအကုန်လုံးဟာတည်ငြိမ်တဲ့ DC voltage လိုချင်ကြတာလေဟုတ်တာပေါ့မတည်ငြိမ်ရင်ကောင်းကောအလုပ်မလုပ်ဘူးလေကဲဒါဆိုလက်တွေ့မှာဘလို့တုံးလဲကြည့်အောင်ပထမဆုံး voltage regulation ဘလို့စားခဲ့ပုံစံမျိုးနဲ့တုံးတာလဲ div go voltage mean တဲ့ဘက် anode plus go voltage နေတဲ့ဘက် ground ထားရမယ်အင်းပြီးတော့ရောပြီးတော့အဲ့ဒီ diode စီဝင်လာမဲ့လက်စီကိုကန့်တတ်ဖို့ resistor တလုံးကို tense series အရင်ခံထားရတယ်အဲ့ဒီ resistor ကအရေးကြီးတယ်တူမပါရင် diode လောင်တွန်းနိုင်တယ်ဟုတ်ကဲ့အဲ့လိုတောထားရင်အဲ့လိုတောထားရင် input voltage ကနည်းနည်းအတက်အကျရှိရင်တောင်း ဇနဒယုတ်နဲ့ပြိုင်ဆက်တော်ထားတဲ့ low ပေါ်က voltage က VZ မှာပဲတည်ငြိမ်နေတော့မှာ input တက်လာလို့ပေါ်ထွားတဲ့ current ကိုဇနကနေမြေကြီးတဲ့ဆင်းသွားစေပြီး voltage ကို VZ မှာ clamp လုပ်ထားလိုက်တာပေါ့တဲဟုတ်ပါလားဒေါက်တာခေဗာဖြစ်တဲ့ idea ပဲကဲဒုတိယ application က over voltage protection နဲ့ voltage ရှုတဲ့ထိုးတက်တာမျိုးကိုကာကွယ်တာပေါ့ဟုတ်ပါရဲ့ sensitive fit တဲ့ IC တွေ PC တွေကိုကာကွယ်ဖို့ပေါ့ချိတ်ဆက်ပုံကအတူတူပဲ ကာကွယ်ခြင်းနဲ့ PC နဲ့ဇီနာကို parallel ချိတ်ထားလိုက် reverse bias နဲ့ပေါ့အဲ့တော့ပုံမှန်အချိန်မှာ voltage က VZ အောက်မှာဆိုတော့ဇီနာကဘာမှမလုပ်ဘူးပေါ့မှန်တယ်ပုံမှန်မှာတူလို့ open circuit လိုပဲဒါပေမဲ့ voltage က VZ ထပ်ဖြောင်းကနေကြော်တက်သွားပြီဆိုရင်တော့ဆိုရင်တော့ဇီနာက breakdown ဖြစ်ပြီးရှစ်စီးကိုသူ့စီကနေဆွဲချလိုက်ရောအဲ့ဒါပဲပိုလျံသွားတဲ့ voltage ကို VZ မှာကန့်တက်လိုက်တော့ ဟိုဘက်ကစင်စစ်တပီစီစီကိုအန်ဒီရဲ့ရှိတဲ့ voltage မရောက်တော့ဘူးလေလမ်းလွဲပစ်လိုက်တလို့ပေါ့ safety valve လိုမျိုးပဲနော်ဒါလည်းတူတူအသုံးဝင်တာပဲကဲဒါဆိုဒီနေ့ပြောခဲ့တာတွေကိုပြန်ချုပ်ရရင် zener diode ဆိုတာသူရဲ့ zener voltage vz မှာ reverse bias မှာတော့လက်စီစီနိုင်တယ်ဟုတ်ကဲ့ပြီးတော့အဲ့ဒီ vz က တည်ငြိမ်နေတဲ့အတွက် voltage regulation နဲ့ over voltage protection တွေမှာတုံးကြတယ်။ breakdown ဖြစ်ပုံမျိုးဇီနာနဲ့ avalanche ဆိုတာလည်းရှိတယ်ပေါ့။အဓိကချက်တွေကဒါပါပဲ။ဟုတ်ကဲ့။တကယ်ကိုစိတ်ဝင်စားစရာကောင်းမယ့်အစိပ်ပိုင်းလေးတစ်ခုပါ။ဟုတ်ပါပဲ။ဒီနေရာမှာစဉ်းစားစရာလေးတစ်ခုခြံခဲ့ကြတယ်။ခုနကပြောခဲ့တဲ့ဇီနာ breakdown တို့ avalanche breakdown တို့ဆိုတာတွေကလေ atom အဆင့် quantum အဆင့်လို့တင်းငယ်လွန်းတဲ့လောကမှာ electron လေးတွေရဲ့အပြုပုံကိုထိန်းချုပ်နိုင်လို့ဖြစ်လာတာနော် ဟုတ်ပါလေ tunneling တို့ impact ionization တို့ဆိုတာတွေပေါ့အဲ့ဒီလိုတင်းငယ်တဲ့အတိုင်းအရာက အပြုတ်မှုတွေကိုထိန်းချုပ်နိုင်စွမ်းကနေအခုလိုအသုံးဝင်တဲ့ voltage regulation တို့ protection တို့ကိုဖန်တီးနိုင်ခဲ့တယ်ဆိုတော့လေအနာဂတ်မှာပစ္စည်းတွေကိုဒီထက်ပိုသေးတဲ့ scale ဒီမှာပိုပြီးတိတိကျကျထိန်းချုပ်နိုင်လာရင်음ဘယ်လိုအသစ်အဆန့် electronic component တွေဘယ်လို function အသစ်တွေပေါ်လာနိုင်အောင်မလဲဆိုတာကတော့ စဉ်းစားကြည့်စရာပဲเนาะဟုတ်ကဲ့တကယ်ပဲစဉ်းစားစရာပါဒီနေ့အချိန်ပေးပြီးရှင်းပြပေးတဲ့ကွကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ရပါတယ်ခင်ဗျာ